မိုင်းတုံမြို့တွင်2025ခုနှစ်မိုးရာသီတစ်ပင်ဆိုက်ပျိုးပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်ပထမကြိမ်မိုးရာသီတစ်ပင်ဆိုက်ပျိုးပွဲအခမ်းအနားကိုယနေ့နေ့နဲ့၈နာရီကပန်ချိုင်းကျေးရွာ၌ကျင်းပဆိုက်ပျိုးခဲ့ကြပါတယ်။အခမ်းအနားသို့စစ်ဗျူဟာခြေကျမိုင်းတုံမှစစ်ဗျူဟာမူကြီးဘုံမူကြီးကျော်ထင် မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလွင်မူ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာမှဒါဝင်ရှိသူများတရင်တပ်ဖွဲ့များဆရာဆရာမများကျောင်းသားကျောင်းသူများနဲ့ဒါဝင်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးမှ ပြိုးပင်များကိုဌာနဆိုင်ရာနှင့်ရွာသူရွာသားများပေးအပ်ပြီးအခမ်းအနားသို့တက်ရောက်လာကြသူများကတစ်မြူ၄မြူအပင်ပေါင်း900ပင်ကိုတပြိုင်တည်းစိုက်ပျိုးခဲ့ကြပါတယ်။ ထို့နောက်စစ်ပြူဟာအခြေကျမိုင်းတုံမစစ်ပြူဟာမူကြီးဘိုမူကြီးကျော်ထင်တဲ့အဖွဲ့သည်2025ခုနှစ်မိုးရာသီတစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်လာကြသူများက ပြိုးပင်များအားတပြော်တပါးစိုက်ပျိုးနေမှုကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ခမညာ